ตีใส่ไงประល់មອរាមอនຍាប្រើនប្រាប់ជំបូរល់ដែ្រាប់មិនជา တန်တရာဆွဲဆန့်လို့ဘလောက်ပင်ရှိရှိချစ်သူရင်ခွင်ကြားနာနာနေနေရေးမြဲလိုက်ဆိုက်ဆိုင်ပါလို့မျောချင်လဲမျောပါစေချစ်သူရင်ခွင်ဒီသားငိမ့်ချမ်းနေမီတစ္ဆာတရားထုံကားရာငိမ့်ချမ်းတရားတော်နေမီငိမ့်ချမ်းတရားတော်နေမီကာလပေါ်တည်တဘုံနှစ်ပေါင်းတရာကိုအလွဲခေါ်ရအောင်ရာစုနှစ်များ century ဟုတ်တမတ်ကြသည်၁၈ရာစု၁၉ရာစု၂၀ရာစုစသဖြင့်ဖြစ်သည် ညာစုဟောဆယ်စုလေးများထမှန်ပိုင်ချပြန်သည်ဆယ်စုနှစ်များတီကတ်ဖြစ်သည်တမိုင်းကိုပိုင်ချသောအခါညာစုနှစ်များဖြင့်တွက်ချက်သည်ညာစုနှစ်များတွင်ကဖြစ်ပျက်ကိုခေဟုဆိုကြသည်ညာစုနှစ်တစ်ခုတွင်နိုင်ငံရေးလူမှုရေးအတွေ့အခေါ်ယဉ်ကျေးမှုနှင့်သိပ္ပံရေးရာများပြောင်းလဲဖြစ်သည်ဆယ်စုနှစ်များတွင်အိမ်ထောင်ရေးအခြေရေးတိဟိတာနှင့်စာပေအမှုပညာပြောင်းလဲဖြစ်သည်ဟုဆိုရှိသည် နိုင်ငံတနိုင်ငံလူမျိုးတစ်မျိုးဖို့ရင်ပြောင်းလဲကိုခေပြောင်းခေလဲဟုဆိုရှိတော်လေမတ်တပ်စင်တို့လိုအထက်တန်းစားလဲမဆန်းအောက်တန်းစားလဲမဟုတ်တော့ပညာတက်လူလက်တန်းစားမိန်းသားတော်ဖို့မှမူခေပြောင်းခေလဲဆိုဒီမှာပရုံမာခေကျူကြီးချိတ်ခေမာဒီပါတိတ်ခေတက်ထရွန်ခေဖော့ခရစ်ခေဇာခေလီယန်မောင်နီအလက်စတစ်ခေတို့ပြောင်းလဲခြင်းများသာဖြစ်လေသည်စင်စင်စင်းဤအချစ်စစ်ချစ်မှန်သမားတရားဖြစ်သည် တလင်တများဟိထောင်ရေးစနစ်ကိုမျက်နှာကိုကိုယ်ခဲသူဖြစ်သည်ဆိုလိုသည်မှာစင်သည်လက်ပေါ်လော်လေသောမိန်းကလေးတယောက်မဟုတ်ဟန်တစ်ခါပြင် ရွှေစင်စဲတင်ဆိုသလိုနေရာတကာတိတ်ခါခံလင်းရှိသောမိမမျိုးစားလည်းမဟုတ်ဘိုင်းကောင်းကြောက်ဖြီးပြပိပြပြနေထိုင်တတ်သူသားသည် ထိုကြောင့်တက္ကသိုလ်ပထမနှစ်အထိအဆင့်တွင်ရည်စားတနံဟူ၍မရှိခဲလူလက်တန်းစားများသာဖြစ်သောဇင်နိုမီတာဆိုသည်ဇာတိမျိုး၌ကြောကြခြင်းမရှိလာပြီ ဖဖေသည်ယုံတယုံမှဌာနခွဲစည်းကြီးများသာမမေးသည်ယူယူအင်းအင်းနေတတ်သောအင်ရှင်မကောင်တယောက်ဖြစ်သည်ဇင်းတို့မှဒီမီတာစုသုံးယောက်သာရှိသည်ဇင်းတို့ဘဝသည်ငြိမ်သက်၏ချမ်းသောဘဝဖြစ်ခဲ့သည်ဤဒီမှာဇင်းဘဝတွင်သောမောင်ရောက်မလာမီအချိန်ကာလအထိဖြစ်ပေသည်ဇင်းကို1945ခုနှစ်မှမွေးဖွားသည်1945ခုနှစ်သည်အစအစပြီးဆုံးသောနှင့်ငြိမ်းချမ်းသောနှင့်ဟုဆိုစမှတ်ပြုကြသည် 1939ခုစက်တင်ဘာလ1ရက်နေ့တွင်ဂျာမန်တို့ပိုလန်ပြည်ကိုဝန်တိုက်သည်ဗြိတိန်နှင့်ပြင်သစ်တို့ကဂျာမန်ကိုစစ်တင်ညာလိုက်သည်ဒုတိယကမ္ဘာစစ်ရစာ1942ခုဒီဇင်ဘာလ9ရက်နေ့တွင်ဂျပန်တို့ကဟာဝေးယန်ကျွန်းပလဲစိတ်ကန်ပါဟာဘာကိုအာယုန်တက်ချိန်မှာရုတ်တရက်ဝန်တိုက်ခြင်းဖြင့်ရှစ်တောင်အရှာ၏ပောက်ကွဲလို့ရန်အိုစနက်တန်ကိုမီရှိုးလိုက်သည်ဒုတိယကမ္ဘာစစ်မီသည့်အရှေ့အာရှာတို့ကူဆက်ခဲ့သည် လူတန်းပေါင်း30ကျော်ကိုအသက်စေးကစစ်တိုက်ကြသည်1945ခုမေလ9ရက်နေ့တွင်စစ်ရှုံးသောဂျာမန်နာစီတို့အကျွင်းမဲ့လက်နက်ချသွားခဲ့ကြသည်1945ခုဩဂုတ်လ6ရက်နေ့တွင်အမေရိကန်ဘုံကျဲလင်းရင်များကဂျပန်ပြည်ဟီရိုရှိမာမြို့ပေါ်သို့အနုမြူဘုံတစ်လုံးကျဲချသည်နောက်ထပ်48နာရီကြာတွင်နာဂါဆကီမြို့ပေါ်သို့ဒုတိယတစ်လုံးကိုကျဲချလိုက်ပြန်သည်လူပေါင်း၄သိန်း၂၀၀၀ကျော်တပြိုင်နက်တည်းတည်ကြည်ပျက်စီးက လူပေါင်းတသိန်းသေးလို့မျှော်ပါတင်ရရခဲ့သည်။နဂိုကပင်စစ်ရှုံလို့ဆက်ဆဲရှိနေသောဂျာမန်ဂျပန်တို့အကြွေးမဲ့လက်နက်ချသွားခဲ့ကြသည်။ဒုတိယကမ္ဘာစစ်နှင့်ထိတန်ခဲ့သည်၊ညီကောင်ချုပ်ခဲ့သည်၊တိုက်တိုက်ဆိုင်ဆိုင်။1945ခုဩဂုတ်လ6ရက်နေ့တွင်စင်ကုန်မွေးဖွားခဲ့သည်။ငယ်စဉ်ကတော့အသက်ထက်ဆုံးအေးချမ်းမြီဟိုနမိတ်ဖတ်ခဲ့ကြသေးသည်၊စင်သည်။အများနည်းတူကြီးပြင်းကအများနည်းတူပညာရှာခဲ့သည်။ညံထိုင်းလာသလိုအတော်ကြီးလည်းမဟုတ်လာတော့စင်သည်။ အခြားဆံမွေးဝဲများ၌တစ်နှစ်တန်းအောင်ခဲတော့လေခုနှစ်တန်းလုံးဆယ်တန်းလုံးအစိုးရစီဆံမွေးဝဲများ၌တစ်နှစ်စီကြာရှုံးခြင်းဖြင့်စာတင်နှင်းနှစ်နှစ်ပို့ခဲ့သည်ဇင်တက္ကသိုလ်တို့ရောက်တော့ကာလ၌မိန်းလေးတို့သည်ခင်ယူမေဖက်ရှင်ဟုခေါ်တော့လဲထောင်အင်းကြီးခြေတလုံးသားပေါ်ထမိန်မျိုးကိုဝစ်ကြသည်အောင်လင်းခင်းနှင်းယူနှင့်တက္ကသိုလ်ဖုံးနိုင်တို့၏ဝတ္ထုများကိုဖတ်ကြသည်ကြော်ဆွေမောင်တင်နှင့် ကြည်ကြည်သေးတီတီဆန်ရှားတင်တို့၏ရုပ်ရှင်ကားများကိုကြည့်ကြသည်ဆန်နီယာချစ်ဆွေကိုတန်းလှိုင်မင်းအောင်နှင်းထားတီတင်များညွညွစိန်တို့၏တခြင်းများကိုနားထောင်ကြသည်စင်းသည်မောင်နှင့်ပထမနှစ်မှာပင် စာတွင်တွေ့ဆုံခဲလေသည်မောင်သည်အောင်လင်း၏ဝတ္ထုတွေကဇက်လိုက်များလုံးညှိုးမိန်လာတော့လေတကယ်ကိုဖုံးနိုင်ဝတ္ထုတွေတဲကဇက်လိုက်များလောက်လည်းမတောက်ပါလားပြီသို့တော့မောင်နှင်းစင်တို့တွေ့ဆုံပုံကားဖြင့်ဝတ္ထုဆန်နေလေသလားမသိဘူး တစ်တော်တို့စိန်များကစိန်ပန်းတို့ရင်ရဲနီအောင်ပွင့်လင်းရှိသောမိုးနေ့တနေ့တွင်ဖြစ်ပါသည်။ဇင်းသည်လှန်တန်းစီတို့လာသည်ပီစကုလက်ဖက် ကော်ဖီမုံနိုစီရင်ရင်သုံးစကူကဲ့သို့တိုလီနက်ဆာများလာဝဲခြင်းဖြစ်သည်။အဆောင်မှထွက်ဆကမိုးရိမ်မိုးစင်မမြင်ခဲရမိုးသားမိုးတိမ်ကုန်မမြင်ခဲရ။ကင်တွယ်စရာတွေများသည့်နေ့အထီးကိုချန်ထားရခဲ့သည်။ရန်ကုန်မိုးစုတီကတိကျသည့်အတိုင်းမဟုတ်လားမစင်ပဲနှင်လဲရွာတတ်သည်။ မညိုပဲနှင့်လဲပြိုတက်သည်အုံပဲနှင့်လဲဆွေတက်သည်ခုပဲကြီးဈေးမှာအချိန်တော်တော်များများဖြုံးကဝဲချမ်းပြီးထွက်လာခဲ့သည်ညာမြဆောင်ရှိသူရောက်ပြီးဆိုသည်နှင့်တပြိုင်နက်မှပြီးရေပြည့်အိုးကိုမှောက်သွင်းလိုက်သလိုအုံအင်းတရောရွာချလိုက်သည်ဈေးမှာခက်ကြုံရသည်အနီးပါးမှာမူခိုစရာမမြင်အရေးအာဝတာမရှိတမင်စင်ရွေးရိုက်ကူထားသောရွှေရှင်ကားတွေထဲကလိုဖြစ်သည်လူတယောက်သည်ဈေးရင်ရှိသူရှုမှလာနေသည် သူ့လက်ထဲမှာထီတချောင်းပါသည်မိုးပေါက်တွေကျလာတော့လက်ထဲမှာထီကိုဖွင့်ဆောင်သည်မြင်းချိန်တွင်ဇင်နစ်ထိုးသူမှာလက်ကန်းစာအပွားမြတာရှိတော်သည်သူသည်အကာအကွယ်မဲ့နေသောဇင်ကိုမြင်သည်ခိုကိုဆရာမဲ့နေသောအဖြစ်ကိုတွေ့သည်ဇင်ကိုသူ့လက်ထဲမှာထီဖြင့်မိုးပေးလာသည်နှစ်ယောက်သာပထမအကြိမ်ဖြင့်မျက်နှာချင်းဆိုင်မိခြင်းသို့မဟုတ်တန်ရောစင်တစ်ခု၏အစာဟုဆိုနိုင်သည်မိုးရင်းကြီးပဲဗျာအပြင်ထွက်ရင်ထီယူခဲ့ဖို့တော့ကောင်းတာပေါ့ ူ၏အပြစ်တင်းတယ်။ဇင်းကတော့ကို့အပြစ်နဲ့ကိုမိုးပါမျှပြမပြောတတ်ခဲ့။သူ့ကိုယ်သာကဲခဲ့တယ်လို့ကြည်မိသည်။အသားညိုတီကိုလည်းမှတ်မိပြီ။နာတန်ပေါ်တီကိုလည်းတတိပြုမိပြီ။မျက်ဝန်းကြည့်လဲတီကိုလည်းတွေ့ရပြီ။အရွယ်အားဖြင့်ဇင်းနဲ့မတိမ်မငြိမ်။ပုံစံအားဖြင့်ကြောင်းသားတယောက်မှန်တီသားသည်။ဘယ်ထိပြန်မလဲ။မလား။အဝေးကြီးပဲ။ကျွတ်ဆုပ်ရည်နဲ့တလို့ရွှဲကုန်တော့မှာပဲ။လူဟာကိစ္စမရှိပါဘူးပစ္စည်းတွေမှာဒါဆိုမှဆိုးတာပါ ျွန်တော်လိုက်ဖို့ပေးရမလားအင်းကျေးဇူးဒါဒါပေမဲ့စင်ဆုံးဖြတ်ရခံနေသည်မိုးဆူမှလည်းကြောက်သည်တစိမ်းယောက်ျားတစ်ယောက်နဲ့အတူဒီတချောင်းထဲတွေ့ဆောင်ရမှလည်းမဝင်ရဲသူဒီခက်ရရဲ့ပြုံးလိုက်သည်ကျွန်တော်နားလဲပြီကဲလေထီကိုပဲယူသွားပေါ့ကဲညော့ညော့စင်ပါမျှမပြောလိုက်နိုင်ခင်စလက်ထဲသို့ထီရောက်လာသည်စင်ပါမျှမပြောလိုက်နိုင်ခင်မှာပဲသူမိုးရေထဲရောက်သွားသည်စင်ပါမျှမပြောလိုက်နိုင်ခင်မှာပဲ ူရာမြဆောင်တဲ့ပြေးဝင်သွားသည်အတန်ကြာကြောင်နေသည်ရှာဖွေသောမျက်လုံးများဖြင့်ရာမြဆောင်ဘက်လမ်းကြည့်သည် အလလပေါ်တီကွန်အောက်မှဇင်တို့ဖြစ်ကိုဝိုင်းကြည့်နေသူတွေဒူးနေသည်ဇင်ရင်တုံပန်းတုံဖြစ်လာကခက်သွက်သွက်လမ်းခဲမိသည်အဆောင်သို့ပြန်ရောက်ခဲ့သည်အဆောင်ရောက်၍ထီးကိုတည်စားကြည့်ပြီးတော့ထီးကအကောင်စားအော်တိုမက်တစ်ခလုံးနဲ့စင်းစိတ်ထဲမှာအံ့ဩနေသည်အဖိုးတန်ထီးကို ရက်ရောစွာပေးလိုက်သည်ထီးပြန်ယူဖို့သုံးမဟုတ် ထီးပြန်ယူရင်အတိကျွန်းဖြစ်လာဖို့တော့စူးစမ်းဖို့ကောင်းသည် စင်ပြောစကားရအဆောင်ကိုတီးပြီးသားအခန်းနံပါတ်မမီးတော့နာမည်ကလေးတော့မေးထားလိုက်ဖို့ကောင်းသည်ထင်သည်ယခုတော့သူကပြီးပြီးဝေတန္တရာလက်သည်ခက်တီကနောက်ရက်များတွင်ဇင်အလုရှုံရတော့သည်ထီးသည်ဇင်ထံမှရက်ပေါင်းများစွာတောင်းတင်နေတော့သည်တနေ့ပြန်လာယူနှုံမျောသည်မလားတောင်းသားတွေထဲမှရှာသည် မတွင်စုနာလဲရေထဲလွတ်လိုက်သည်ဗမာအစာပြောင်းနေသည် မိုးရက်တို့ကုန်ကြံခဲ့ပြီးနှင်းဝေသောဆောင်းရက်များတို့ရောက်ခဲ့သည်ဆောင်းတရက်မှာတော့သူ့ကိုစင်ဖမ်းမိခဲ့ပါသည်စားတော့ဆိုင်တန်းမှဖြစ်သည်စင်ဒီမုတ်တီဆိုင်ရန်ဆိုင်တန်းသို့ဝင်သည်ဆိုင်မှာသူကအလင်းရောက်နေနေသည်မမျော်လင့်မဲပတ်ပင်တို့ရသည်ဒုတိယကြိမ်ဖြုံစားကြီးမျက်နှာချင်းဆိုင်မိသည်အော်အော်ပထမထွက်လာသောစကလုံးမှာဒီများသာစင်ကဆာ၍မေရသည်မှတ်မိလိုက်ရင်သူကခေါင်းငိမ့်ပြသည ဘာလို့ထီးလာမြူတာလဲဘလို့ယူရမှန်းမသိတာမှားလာဆောင်လို့ပြောခဲ့တာပဲနာမည်မမေးလိုက်မိဘူးလေအခန်းနံပါတ်မမေးလိုက်မိဘူးလေထီးယူသွားတဲ့မင်းလေးထွက်ထွက်ပြီးပါပြောလို့ဟောလိုက်အောင်ရင်လာပြီးမှာပေါ့ဒီထီးတက်တိမရှိပါဘူးနိုဘီစတဲ့ကစေနာသုံးတန်ဖြတ်ထားပြီးသားပါဈေးတဲ့ဘက်သွဲလဲကမုန်ဒီလွယ်ထက်ပြီးပါအောင်ဟုတ်စားရအောင်လာတာမဟုတ်လားဇင်ကကြွေးပြစင်ဇင်နဲ့လားမတက်စင်ပါ မလာပါအခန်းနံပါတ်ကပါအားလုံးမှတ်မိသွားပြီဒီကနာမည်ကမျိုးမင်းနိုင်သိမ့်မှတ်ရလွယ်တဲ့နာမည်ပဲမိသွားမှာမဟုတ်တော့ပါဘူးဘလို့ကြာဆရာပါမောက်ခဦးမျိုးမင်းကိုမှတ်ထားရင်ပြီးရပဲရည်မိကြသည်ညနေကျရင်ထီလာယူနော်မိုးတောင်ကုန်နေပြီဒါပြန်မြူတော့ဦးပေါ့ဟွန်းယူမှာပေါ့ရည်မိကြကြသည် နေရဲ့ချိန်ကြတော့ဆောင်းတို့သူရောက်လာသည်ဧခမ်းမှဆုံကြသည်ပထမနှစ်ထင်တယ်ဘလို့လို့တည်လဲမင်းကမြင်ဘူးလေကျောင်းအောင်ရောက်လာတဲ့မြမင်းလေးတို့အကုန်လိုက်ကြည့်ပြီးမှတ်ထားတာပဲလားအကုန်တော့မဟုတ်ပါဘူးချောချောလလလေးတွေဆိုရင်တော့မှတ်ထားတာပေါ့ဇင်းကမလှလို့မမှတ်မှတ်မထားတာပေါ့ဟုတ်လားမဟုတ်ပါဘူးဇင်းကလှပါတယ်ဒီဟာမျက်စိရှမ်းနေခဲ့တာပါပြောလေးရတော့မစိုးလှပါကလားနော်စင်ရဲ့သွင်းသွင်းမိသည်ဒီလိုဖြင့် စင်းနှင်းမောင်တို့ဆောင်ကြသည်ဒီလိုဖြင့်စင်းနှင်းမောင်တို့တွေ့ကြသည်စင်းမွားထဲသို့မောင်စတင်ဝင်ရောက်လာခြင်းပင်ဖြစ်တော်သည် စင်းနှင်းတက္ကသိုလ်ဒုတိယနှစ်များကိုတက်ရောက်ခဲ့သည်ဒီနေ့အတွင်း ဝင်းယုံဒီနှခမ်းမွေးဆာဆာစပိုရှယ်အင်ဂျီဖင်ကျက်ပါမင်းဝက်ကာဂီတာဂိုင်းမီမီဘရနီလိုရွှေပြည်တော်လက်မိုက်ချရမကူမမမိုးကဲသူရော့ခ်အင်ယိုဆန်ဆန်တခြင်းများကိုတီးဆိုကရုပ်ရှင်နယ်ပဲတဲ့သို့ရှန်ရှန်တောက်ထိုးဖောက်ဝင်ရောက်လာသည် ရုပ်ရှင်လောကတွင်အပြောင်းလဲဖြစ်သည်ဂီတာလောကတွင်အပြောင်းလဲဖြစ်သည်ဖက်ရှင်လောကတွင်အပြောင်းလဲဖြစ်သည်ယောက်ျားလေးတွေဝတ်စင်ပြောင်းလဲလာသည်နှခမ်းမွေးဆာဆာစပိုရှယ်ဖင်ကျက်ပါမင်း ဂီတာကင်တော်လေးဒီဒီမစာဒီထင်ခင်မိတော်မိန်လေးတိုင်ဝန်နိုင်ဘရာနှင့်ဘလော့စ်ကိုတွေ့ရစာပြူလာသည်သို့တော်ဇင်းတို့ကတော့ခတော်ပေါ်လီရင်ချီကိုပင်မရေတရေဝစ်စင်းစင်းတက္ကသိုလ်နိုင်ဒုတိယနှစ်ဖြစ်သလိုမောင်နှင့်လည်းဒုတိယနှစ်ပင်ဖြစ်ပါသည်စင်ဒီချင်းရမည်သူနှင့်လက်ထရမည်သူအတူတူသာဖြစ်ရမည်ဟူသောယူဆရှိသူဖြစ်သည်ထို့ကြောင့်မောင်ကိုချစ်တော်မည်ဆိုသောအခါလက်ထနိုင်မည်သူဟုံဟုံကိုပါလ ీల ခဲ့သည် ။တသက်တွင်တခါတော့လက်ထက်ရမည်တခါတော့အိမ်ထောင်ပြူရမည်။အိမ်ထောင်ရေးတပ်မည်စီကြည့်စည်းကမ်းတွေကြိုရေးချမထားသောကျွတင်ဆစ်ဆက်ကြောင်းလန်းခြင်း။ငယ်ငယ်ချင်းချင်းချင်းကတိထားရှိခြင်းစသောရွှေရွှေထွေထွေကိစ္စတွေကင်းရှင်းသောပြပြင်းနေမမေတော့၏။အိမ်ထောင်ရေးသဘောထားမှာရေဘူးရပြောလင်တော့လွတ်လပ်သည်ဟုဆိုရမည်။တမီးမှာရီးစားတဏ္ဍရှိရင်လည်းပြောပေါ့။ဇင်၁၈နှစ်ပြည့်သည့်နေ့မှာမမေကပြောခဲ့သည်ဇင်ကကောင်းခါပြခဲ့သည် မမေ့သဘောထားမှာအိမ်ထောင်ရေးတွင် ကိုဖြစ်ကိုခံကိုဖြစ်ကိုဆန်သဘောပင်ဒီသဘောထားအတိုင်းဖဖြစ်နေမမေ့တော့လဲအိမ်ထောင်ရေးကိုတိဆောက်ခဲ့ပုံရသည်တနေ့တော့အခါ မောင်ကစင်ကိုချစ်ရေးဆိုလာသည်သူတင်မျောလင်းခဲ့သည်မို့စင်ဖို့အဆန်တကျဲဖြစ်မနေခဲ့တော့မောင်ကိုလီလာပြီးဖြစ်နေသည် မောင်နှင့်ပတ်သက်၍ရုပ်ရည်မှာအထူးပြောစရာမရှိပါအသားညွညွနှာတန်ပေါ်ပေါ်မျက်လုံးမျက်ဖန်ကောင်းကောင်းနေယောက်ျားတယောက်တွင်ရှိတင်ရှိရသောအရက်မောင်းနေထွားကြမှုရှိသည် ပညာနေနှင့်လည်းတတရားနှင့်မောင်ဒီမြေလက်သားမောင်မီဝများကပွဲယုံပိုင်ရှင်ဟူတီးရသည်မောင်ဒီငွေရောထိုက်တဲ့လိုအောင်ဆွဲနိုင်သည်တထေသားပုံစံမျိုးမဟုတ်သေးတိုင်းစစ်စစ်ရဲရဲချွတ်ချွတ်တက်တဲ့ထဲကမဟုတ်သေးကိုတည်တာနိုင်သည်ဇင်မလွဲရဲ့ရီးစားဟူရင်းဖြီးခဲ့ပါ ဆိုတော့မောင်စကားကိုယုံကြည်ခဲ့သည်မောင်ကိုချီးရမည်သူဖြစ်နေရောနှထရမည်သူဖြစ်နေပါ စိတ်နှလုံးတုန်တုန်ချလက်ခံနိုင်ရင်ဇင်အရှိချမစင်စားခင် ။မောင်ကျွေးသောစာကိုစားသည်။မောင်ပေးသောလက်ဆောင်ကိုယူသည်။ချစ်သူတို့နားနေရာအင်းလျာကန်သား၏စီစာများသည်ပုံမတော်ပါကြသည်။မြသည်လာဝင်းကျင်မှတော်ရည်သည်ပုံမရွှန်းစိုစိမ့်များသည်။ကျင်းငဲ့တန်တို့သည်ပို၍ချုံများနေကြသည်။များစွာသောစုံတွဲတို့အကြားတွင်ဇင်းနှင်းမောင်လည်းပါဝင်လာသည်။တက္ကသီလာအမြကျွန်းသား၏ပထူဆန်းတော်ပြီဖြစ်သောချစ်ပုံပြင်းများတွင်စာတမျက်နှာတူလာသည်တော်ပင်မေပထမဆုံးကျင်ရုပ်ရှင်ကြီးစင်းက စင်းသည်မောင်လက်များမိမိပခုံးကို ထွေးဖက်လာမည်ရေမှရှောင်ပြေးခဲ့သည်တိတ်ခေါနန်းကိုကာကွယ်ရန်ခေါင်းကိုငဲဆောင်ထားမိသည်အမှန်ပြောရရင်တတိထားရလွန်သည်နှင့် ရုပ်ရှင်ကိုပင်ဖြောင်းဖြောင်းမကြည့်ခဲရစင်စင်း1960ဝန်းကျင်က သမီးစားတွေ့ဆုံမှုဆိုသည်မှာအများအပြားရှေ့ရင်းနောင်ရေးဆွေးနွေးရန်နှင့်အချစ်စဲချစ်မှန်ကိုတာရကပြရန်သာဖြစ်သည်မမေရန်ကုန်သို့လာသောအခါမိမိမှာချစ်သူရှိနေပြီဖြစ်ကြောင်းဖွင့်ပြလိုက်သည် ကျောင်းပင်ရတရက်တွင်မောင်ကိုမြို့သူခေါ်လာခဲ့သည်ဖဖေမမေတို့နှင်းတွေ့ပေသည်ဖဖေမမေတို့တွင်ထူးထွေပြောစရာမရှိပါရှမ်းကြိုက်နွားချောပင် မောင်ကိုမြို့မတကူကြီးဖျားများတို့လိုက်ပို့ပေးသည်ကြီးကားသောရက်များတို့လိုက်ပို့ပေးသည်ဒီခါအဆင့်မှာတကယ်တမ်းဤစားတဏ္ဍရှိလာပြီးဆိုချင်းကိုဝန်ခံလာရသည်ဒီနောက်ပိုင်းတွင်မောင်နှင့်တွေ့ဆုံမှုဆိတ်လာသည်နှုတ်ဦးလုံးမှာပင်စိတ်ဆန္ဒများပြင်းပြထက်သန်လာသည့်အဖြစ်ကိုတွေ့ရသည် မွေးနေ့တွင်ဇင်းတွဲရင်ထိုးကလေးကိုမောင်ကိုတိုင်းစင်ဤဘယ်ဖက်ရင်အောင်ပေါ်မှာထိုးပေးစင်းကမောင်ဤလက်များတုံနေသည်ထိုနေရာမှာစင်ဤတဲ့နှလုံးနဲ့နီးကပ်ဆုံးနေရာဖြစ်သည် နောက်တော့အပိကအထီးတွေ့လေးများကို စင်လိုက်လျောခွင့်ပြုခဲ့သည်ညင်သာဖွားဖွားအနံကလေးများကိုစင်ကိုတိုင်းတာယာလာမိသည်စင်ဒုတိယနှစ်ဝဲရောက်မှဖိဖိဆုံးသည်စင်မြုပ်တော့ပြန်တော့ကမောင်လိုက်ပါလာကခုနှစ်ရက်လေသည်အထီးနေသည် ရှင်သည်ဖဖေးကြောင်မမြေကြောင်အိမ်ကြောင်ကိုယခုမှစစ်စစ်မြေမြေတိခဲရသည်ဖဖေးသည်နှစ်ပေါင်းများစွာတဲကအရက်ကိုဆွဆွဲမြေမြေတောက်ခဲသည်တို့တော့အချားရက်သမားတွေလိုစူးစူးပူပူမဟုတ်ရင်ရကကမဟုတ်အရက်တောက်ထားခြင်းတွင်ဖဖေးသည်ပုံရင်းငိမ့်သည်ထို့ကြောင့်ဖဖေးရက်တောက်ခြင်းသည်ဇင်တို့အတွက်အကြောင်းမဟုတ်ကဲပြဒနာမဟုတ်ကဲတို့တော့ဖဖေးသည်ဆုံးရခြင်းမှာရက်ဆွဆွဲမြေမြေတောက်တော့ကြောင့်အသေးမှပြီးတရားတည်ဖြစ်ကအကြောင်းဖြစ်လာသည် ယခုတော့မမေဒီအသက်50ရှိလာပြီဖြစ်ပြီးလင်းသေးပြီ ဆိုတော့အခါလက်ရှိနေသောအိမ်နှင့်လက်ရှိဝတ်သောလက်ဝတ်လက်စားအဝတ်စားများသာရှိသည်ငွေပုံငွေရှံမှု၍များများဆဆာမကြမ်းခင်ဖဖေဒီအာမခံဌာနတွင်လုံလုံတော်လေသူရည်တက်ကိုအာမခံမထားရှိခင်နောင်ရည်အတွက်ပါအာမခံမျှလုံမထားခင်မမေဒီစိတ်တကြကငိုရေးချင်းနေသည် အစာစားရန်ဝင်လဲရန်ညှဉ်းဆဲနေသည်ဇင်ကား ဘာမှမပူပါနဲ့မမေရဲ့အားလုံးအဆင်ပြေသွားမှာပါဆိုတော့အခါမမေဒီစင်ကိုနားမလည်နိုင်သလိုမယုံကြည်နိုင်သလိုကြည်သည်ပြီးထရွေကိုပြန်သည် စင်ကိုတိုင်းလည်းမမေကို အားသာပေးနေရသည်ကိုတက်တီကိုကိုမယုံနိုင်ခဲမမေရဲ့ကျေးဇူးပြုပြီးငိုပါနဲ့လားအဆစရရအဆင်ပြေသွားမှာပါတမိကတိပေးပါတယ်မမေဒီခါမှပင်မမေဒီသူ့မှာအကူအထားရသမီးတယောက်ရှိသေးသည်ကိုတတိယလာပုံပေါ်သည်အငိုတက်ခဲ့သည် စင်ပါလုံးမယ်စိတ်ကူးတယ်မောင်ကမေးလာသည်စင်အလုံးတစ်ခုခုထွက်လို့ရမှာပေါ့မောင်စင်သည်ပထမဆုံးအချိန်ဖြင့်မိမိဘွားကိုတွေ့ကာဝန်းနေမိသည်တက္ကသိုလ်စာသင်ရက်များဤကုန်ချုပ်ရတော့မှာလားမောင်နှင့်ခွဲရတော့မှာလားစင်သည်ဝန်းနေလာကမောင်ရင်ခွင်ကျဲမှာ မျက်နှာအရွေးငိုသည်မောင်ရှိအင်ကြီးဆိုသည့်အထီးဖြစ်သည်မောင်ကစင်ကိုနှစ်သိမ့်မှုပေးသည်စင်ပါလုံးမလှောက်ရမလို့ပါဘူးစင်တို့အသားမီကိုမောင်ပြစ်မထားပါဘူး ထိုစဉ်ကမျက်ရည်တွေကြာမှမြင်ရသောမောင်ပြုံးသည် စင်ဖို့ရွှင်လက်ဆောင်ဖြစ်မြည်ထင်းသည်စင်မှာတွေးရလာသောအရာများရှိသည်ဖဖေးသည်စင်စစ်သူတို့ကိုယ်တည်းအတွက်သာကြူထားခဲ့သည်သူအသက်ရှင်နေစဉ်တွင် နေထိုင်စားသောက်သွားနိုင်ဖို့သာအာရုံစိုက်ခဲ့သည်မမေနှစ်စဉ်ဤနောင်ရင်ကိုလိလျူရှူခဲ့သည်ဥပိ္ပခာပြုခဲ့သည်စင်လက်ထမြင့်ယောက်ျားတယောက်သည်ဖဖေးလိုတကူကောင်းဆန်သောယောက်ျားတယောက်မဖြစ်ပါစေနှင့်ဟုလဲဆုတောင်းမိသည် ဒုတိယနှစ်ဝက်စာသင်ရက်များကိုစဉ်စိတ်ဝင်စားနိုင်တော့ပါ တက္ကသိုလ်အကြောင်းသူဘွားနိုင်မပြောပိုင်နိုင်တော့ပါစဉ်စဉ်စဉ်ဖြစ်ကရွှေချောင်းပြောင်ပြောင်ဝမ်းဟောင်းဟောင်းဟူသောဖြစ်မျိုးကိုဝမ်းနာကိုသာတီတီမုံအများနည်းတူမပြောနိုင်ခင်မောင်ကတော့အာပိရှာပါသည်ကိုညီထောက်ပံ့မှုပေးပါသည်တို့ပင်မယ်စင်မာကမာနာကလည်းမချနိုင်သည်ဘာများမဖြစ်ခင်တွင်ဘာကိုညီမှမလို့ချင်းအလောက်ထွက်လို့ဖို့ကိုတော့ မောင်ရောမမေကပါဒါသည်မမေသည်အိမ်ခန်းများကိုကန်လိုက်သည်အိမ်ခန်းလေးခန်းနဲ့သုံးခန်းကိုအငါချထားသည် စပေါ်ငွေဖြင့်အိမ်ဆိုင်လေးတည်လိုက်သည်လောလောဆယ်စားဝတ်နေရေးအတွက်ထိုင်တင်သလားပြေးလဲသည်ဆိုရမည်သို့သောဇင်းဤတက်ကလေးကိုဇင်းအများအတွက်မူအာမမခံနိုင်သည်ဇင်းသည်မောင်နှင့်လက်ထရန်ဆုံးဖြတ်သည် ခုကိုရမဲ့သောမြမမင်းကလေးတို့၏ရှေးရိုလန်းဟောင်းတိုင်းပင်ဖြစ်သည် အိမ်ထောင်ပြုသည်ဆိုခြင်းမှာအချို့သောသူတော်ဘောမိရှာခြင်းပင်ထွက်ပေါက်ရှာခြင်းပင်ဒီနှစ်အကြောင်းပေးရမှာအမောင်းကဆွေပြမျိုးပြဆိုသလိုစင်ကိုသူတို့မျိုးတို့လိုက်စေခြင်းသည်စင်ကလည်းမိမိရောက်မှလောင်များရည်ထားကိုတည်ရှိလိုသည်နှင့်လိုက်ပေါ်တည်ပေးလိုက်သည်ဒီမှာတွင်ပင်စင်သည်မိမိနှင့်မောင်းတော်ဖြစ်မှာအစတွင်ဝိထုဆန်တော်လဲတဖြည်းဖြည်းနှင့်စိတ်ကူးရင်ဝိထုများနှင့်ကင်းကွာလာသည့်အဖြစ်ကိုတွေ့ရသည် လက်တွေးပွားသည့်စိတ်ကူးဉဏ်ဝတ္ထုများနှင့်အဟကွာလာပေသည်တကားနာယုံမာလာကြိုးလိမ့်မည်ထင်တော်လဲယထာဆိုင်သောအခါပလက်ဖောင်ပေါ်မှာဇင်းတို့ကြီးသားရွှေသည်မြည်သူကမျှအကျိုးမထောက်ခင် ီယာဒီမှာဖဖေမေမေတို့အလုံများနေတဲ့ယာဒီပဲဒါကြောင့်လာမကြိုတာဖြစ်မှာပါမောင်ကအမျက်ပြေစကားဆိုသည်ဘူတာမဒီရင်ဒီမြင်လဲပြင်လာခဲ့သည် မောင်တို့မျိုးမှာအလက်တန်းစားမျိုးတစ်မျိုးဖြစ်သည် ရောင်းဝယ်ဖောက်ကားမှုဖြင့်စီပင်သည်သို့သောမျိုးဤပုံစံမှာကယိုလွန်နေသည်လမ်းတို့ကျင်းမြောင်းကဂျိုင်းခွဲထူပြောသည်တိုက်တိုင်းခြေတို့ပုံစံမှာစင်မဖြစ်မီကအတိုင်းဖြစ်သည်အများအားဖြင့်ရှုပ်ထွေးသောခြေဆိုင်ကနာများသာဖြစ်ကြသည်။လမ်းတွင်စင်မီခဲသည် မောင်ဖေဖေမိမိတွေကစင်ကိုသဘောကျပါမလားယင်ဒီအတွက်ပူမနေပါနဲ့ကွယ်သူတို့သဘောကျမှာပါမောင်ဒီမြို့သူရောက်ခါမှအထူးထူးခြားခြားနှုတ်ဆိန်နေသည်ဇင်းဒီယခုတိုင်မျောလင်းချက်ထားခြင်းဖြစ်သည်အိမ်ပေါ်ဝါတို့ခြေချလိုက်သည်နဲ့တပြိုင်နက်ရောက်ခမလောင်းတို့ဤဟဲတမီးသားနဲ့တမီးပါလားလာကြလာကြအမလေးအမေတမီးလေးကလှလိုက်တာဟဲစားသည့်အတန်များဖော်ရွေရင်းနှီးတော့ထွေးပွေယူရမှုများအိမ်ရှိမှမြင်ရထားဆိုင်မိသည် ဇင်းဒီစိတ်ပြတ်မှုကို ဖုံးကွမ်းထားတာအောင်ဖြစ်ရသည် အိမ်မှာကိုတော်ပြက်ကြီးတလုံးလုံးဖြစ်သည် ရှင်မြမြောအစာအုံးတခုအမှန်မှလည်းပွဲယုံတယုံပြီးရှေ့တွင်အညာကြီးကုန်များတို့လာများကိုတော်နောက်ဖက်မှလူနေဇင်းထင်မှတ်ခဲမိသည်ကမောင်တို့အိမ်ဒီအနေဆုံးအုပ်ဘက်ကတက်ထားသည်နှစ်ထပ်အိမ်တိုင်းတော်ဖြစ်မည်ဟုရဲပြီးအထင်းနှင့်မြင်ကကွာခြားခြင်းတိုင်းကွာခြားနေတော်သည် ကုံများမှာခြေချစရာမရှိအောင်ပွားနေသည်ရှုံနေသည် လူဝင်လူထွက်ကလည်းများပါပြီအလုသမားဖြစ်ဟန်တူသောလူတချို့သည် ကိုပေါ်ပိုင်းနှင့်ဗလာကျင်းထားသည်မကြီးတိမဲ့အောင်ပေါင်နေသည်အသားများမှချွေရွှဲက ပြောင်းလဲနေသည်အိတ်ကြီးအိမ်ငယ်များတောင်ကြီးတောင်ငယ်များကိုထန်ပိုးနေကြသည်တနေရာတွင်ကတားရှိသည်ကတားပြီးမှတော့မိန်းကလေးတယောက်သို့သောသူမသည်စပင်ကိုတပတ်ရှုံထုံထားသည်မှာအပါမိမမဆန်လာပါမျက်နာမှာတနခါမရှိ ကိုမရှိန်ကြီးတထဲဝတ်ထားသည် ခါမှာယောက်ျားလုံးကြီးကိုထမိန်မကြပစိုးမကြဝတ်ထားသည် မောင်မမလေးမောင်အားမိဆက်ပေးတော့ကဇင်ကပြုံးပြလိုက်ရသည်မောင်မမသည်စကားတော်များမစုံဇင်ကိုကြည်လာတော့ကြီးကဆူရှာရဲတင်လွန်လာသည်အမောင်အိမ်ထဲမှာမောင်မမနှစ်ယောက်၏ပฏิတ္တရာရစကားမှာဒီများသာဖြစ်သည် မောင်မမသည်ကတ္တာပေါ်မှာတောင်းရင်လေးချိန်တဲ့ဇင်ကိုပေါ်ရဲစိတ်ဝင်စားနိုင်ဟန်မတူပါ မောင်ကအဆင့်အားမဲမောင်ရှင်လျာသည်အိမ်တွင်ပိုင်းတို့ခေါ်လာခဲ့သည်မိဖို့ခံတို့ဖြစ်သည်ခက်လန်လန်ကလေးရပင်မိဖို့နီမာလှုပ်ရှုံနေသောမိမကြီးသည်မောင်မိခင်ဖြစ်မည်ဟုစင်တင်ခဲ့သည်မှန်ပါသည်မောင်မိခင်သည်တရှိန်ရှိန်တညင်းကြီးတောင်းနေသောမိဖို့နှလုံးနှင့်လှုပ်ရှုံနေသည်မိဖို့တလုံးပေါ်တွင်ထမင်းအိုးနှစ်ထားသည်တလုံးမှာတော့ဝတ်သားဟင်းမောင်မိခင်သည်ဝတ်သားအိုးတွင်ရောဖို့အလူများကိုထုံယူနေသည် သမီးဦးမှာအနေဆုံးဆန်လေးငါးပြီတော့ဆန်ပြီဝက်သားဦးမှာလည်းအလူသေးစားမှာချက်တီဦးမျိုးအနေဆုံးသုံးလေးပိတ်သားရှိပြီမောင်မေမေဒီဝဝဖဖိုင်ကြီးဖြစ်သည်ဖဖြူဖပွဲကြီးဖြစ်သည်အထူးသဖြင့်မြင်ပတ်များမှာကြီးမားလာသည်ဝါခင်လာသည် လုံချီကိုတူတူဝက်ထားသည် အသားဒီနေပူပူမီပူပူတွင်စီပြန်နေသည်အမမောင်တန်ကြောင့်နောက်တော့လဲကြီးလာသည် အမဟူဒီမှာမိကိုပင်ခေါ်ကြောင်းနောက်တော့စင်တီးရသည် ။ဩဆိုက မောင်မီးခင်ကဇင်ကိုတမင်လဲပြန်ကြည့်သည်။ကျွန်တော်ပြောပြနေတယ်မတ်တက်စင်လေ။ဩအင်းအင်းဆိုကမောင်မီးခင်သည်အာလူးများကို အတုံးကြီးကြီးလီးထားသောဝတ်သားထဲသို့ယောလိုက်သည် မောင်မီးခင်သည်ဇင်တို့ရောက်လာမည်ကိုချွတင်တည်နေပုံရတော့လေတသားနာနာမကြုံနိုင်သည့်အတွက်ဝမ်းနေပုံကမပြပါ ထိုနေရာဇင်သည် ထမဆောင်ချိန်ဖြင့်အခွင့်မနာသောအလူဟင်းကိုစားသုံးခဲ့ရသည်။လေကြောင်းမှတစ်ဆူနေလက်ကချိန်ရည်မျိုးချခဲ့ရသည်။အဖေရောကြွားဘက်သွားတယ်။ဒီနေ့ကရင်နှစ်တယ်လို့မချောင်ဘူးကွယ်။ဟိုအစာချီကအမျိုးသမီးကြီးတွေလုံနှင်းပတ်သက်၍ညီညွနေသည်။အင်းမင်းဖေလည်းမင်းဖေလျ၊မင်းမလည်းမင်းမလျပြင်ပန်းကြတယ်။ငါမလည်းမြင်းနဲ့အတိုင်းပဲလေ။လောက်သမား၁၀ရောက်၁၅ရောက်ကိုမနက်စာညစာချက်ကျွေးနေရတာအနည်း၂၀တောင်ကျော်လာပြီ။ ဘဲတော်များမှဒီဝင်ထုတ်ဝင်ပိုးကြီးခေါင်းပေါ်ကကြမလဲမသိပါဘူးစင်စင်မောင်မေမေဒီဒီညင်းချင်းကိုယခုလောလောဆယ်မှာမကြီးတင်ထင်သည်တကယ်တမ်းတွင်စင်ဒီတစိမ့်တက်တက်သာရှိသေးသည်သင်ရှိမှမမဟုတ်ညနေတည်းရဲ့အတဲရှိမှပင်ရောက်ရောက်ချင်းဒီစကားမျိုးပြောတင်သည်မဟုတ်ပေမိဖို့ခံတကားပေါက်ကိုမိရနေသည်စင်ဒီမိမသားပြပြမောင်မီခင်ကိုကူညီခြင်းသည်တော်ပေမယ့်ဝင်လို့ရန်ချိန်စောသေးသည်ယင်းဤမှုလိုသေးသည်ဟုထင်သည် စိတ်မာတော့ အလိုလိုချင်းချက်အာနာနေမိသည်အိမ်ရှိမှကားတစီထိုဆိုင်လာသည် ဟောမင်းအဖေပြန်လာပြီမောင်မီးခင်သည်ဇင်းတို့မိဖို့ခံမှထွက်သွားသည့်အတွက်ဝန်တာလိမ့်မည်ထင်သည် မောင်ကဇင်းလက်ကိုဆွဲကအိမ်ရှိသို့ထွက်လာသည်ဇင်းအော်မီးသည်မှာဖုံလေးလေးတက်ကရုပ်ပြက်ဆင်ပြက်ဖြစ်နေသောမော်တော်ကားမှာမာစီးဒီဖြစ်နေ၍ပင်သည်မောင်ဖခင်ဒီမောင်နဲ့ရုပ်ချင်းစင်းဒီမောင်တန်90ကျော်လာလေဒီရုပ်မျိုးပင်ဖြစ်ပေလိမ့်မည် မောင်းဖခင်ကမញိုင်းလာပါ စင်ကိုရေဒီယိုပင်နှုတ်ဆက်သည်တို့များရဲ့အင်ကတော့မြင်တဲ့အတိုင်းပဲကွနေတတ်တယ်လို့သာနေပြီးတော့ကလေးရင်ညနေစာတဲ့ပြင်ဆင်တော့ကစင်ဒီမောင်းမိခင်ကိုကူညီသည်ထမင်းဝိုင်းမှာ အတော်နဲ့အတော်မတန်ကြောက်ရွာကောင်းစားလုံးတောက်လုံးကြီးကြသည်တနေ့ကပြင်ပန်းထားသောလုပ်သမားတို့ရဲ့ထမင်းဝိုင်းမှာစတုဒီတာကျွေးသလိုစီကားတိုင်မြိုင်လာခြင်းသည်မောင်တို့မိသားစုကိုအကဲဖြဲ၍ရလာသည်သူတို့သည်တကယ်လုပ်သမားများဖြစ်ကြသည် ။တနေ့တွင်10နိုင်ကျော်12နိုင်လောက်လုံလုံချာသူများဖြစ်သည်။ပညာ၊တာယာမှုနှင့်အားလက်ခြင်းတို့ကိုအပြစ်ခါပြုထားကြသူများဖြစ်သည်။ဒီမာနေရစဉ်3ရက်တွင် စင်သည်စိတ်ကျဉ်ကျက်လျက်ရှိရသည်။မောင်နီသူဖခင်၏ကားကိုယူကာစင်အားမျိုးဝင်ခြင်းကိုလိုက်ပြသည်။စင်တို့အတွဲထွက်လာလေမြို့မလူများပိုင်းဝန်ကြီးကြသည်နောက်ကျောဖက်တွင်တီတိုစကားဆို၍ကြံရစ်ကြသည်စင်နှစ်ချိုင်းမိသည်မှတစ်ခုသာရှိသည်ညနေပိုင်းလမ်းလျှောက်ရသောရသားဖြစ်သည် မြို့မှာအင်ယာဒီမြေကန်တို့တွင်တည်ရှိသည်ယခုလိုတွင်ရသည်တွင်မြင့်ရေကြကားတောင်းသည်အပြန်ပြောကျဲစွာထွန်းနေသည်နေဝင်စည်းစာချင်းပြန်ကျဲသောတံပေါ်၌လမ်းလျှောက်ရသောအခါကျမှစင်းသည်လွတ်လပ်ပေါ်ပါသောရသားကိုခံစားရသည်ဒီထက်ကြကြနေဖို့ရည်မှန်းပြီးလာခဲ့ပါလေသုံးရက်နှစ်ပင်စင်းတို့ပြန်ဖြစ်ကြသည်အပြန်တွင်လည်းလာတော့ကလိုပြီးဘူတာယုံမှာစင်းတို့ထီတာသည် ဇင်းဒီရောက်မှလောင်များနေတော့လကောင်ရောက်မှလောင်နေတော့လကောင်မရင်နီးခဲဖွဲမကြခဲဧည့်သည်သွားဧည့်သည်လာမိထုခေါ်ပြောလာပြီဇင်းဒီစိုးရိမ်စိန်မျက်ွယ်မှာမိမိပြန်သည်သူတို့တကယ်ပဲဇင်းကိုနှိမ့်ချိုက်ကြရလားမောင်နှိမ့်ချိုက်ကြပါလေမောင်ဘလို့လုံးတိတယ်လဲဒီလိုပဲတိတာပေါ့မောင်မတိပါဘူးတိပါတယ်မကြခင်ဇင်းလဲတိလာမှာပါတခုတော့ပြောချင်တယ်မောင်မောင်နဲ့လက်ထပ်ပြီးအဲ့ဒီကိုရောင်ကြီးနဲ့တူတဲ့ပွဲရုံထဲမှာ လောက်သမား50ရာကိုဒိုင်ကန်ထမင်းချက်ကျွေးနေရတဲ့ဘွားတော့မရောက်ချင်ဘူးဘသူကစင်အောင်အဲ့ဒီမှာထားမယ်ပြောလို့လေမောင်ကိုရိုင်းအနည်း20ကျော်အဲ့ဒီမှာနေလာရတာပြင်းရင်ညီငွေလာပါပြီကွာစိတ်ချပါစင်အဲ့ဒီမှာမနေစေရပါဘူးနောက်ရက်တစ်ပတ်အနေငယ်ကြာတော့အခါစင်ရှိရာတို့မောင်ရောက်လာသည်စင်တို့မျိုးတို့ဖြစ်သည်အမအစင်အတွက်လက်ဆောင်ပေးလိုက်တယ်စကူဘူးလေးတစ်ခုကိုစင်ရှိမှာချပြသည်ဘာလက်ဆောင်များပါလဲ့ ဇင်းသည်စကူဘူးကိုဖွင့်ကြည့်သည်ဇင်းဤမျက်ဝန်းသည်ရွှန်းစိုတောက်ပါလာရသည်ရင်တွေပန်းနေတုံးကမျက်ရည်လဲလုံတက်ရှိရသည်ဘူးထဲမှာမြင်ရသည်ကစိန်လက်စိုးတကွင် စိန်သည်ရေသွေးကောင်းလာသည်နှက်ပြာရောင်ကတိပါခင်းပေါ်မှာတဖိတ်ဖိတ်လက်နေသည်အိုးမောင်ရဲ့တကယ်ပဲလားတကယ်ပေါ့ဇင်းကမောင်မပြောဘူးလားသူတို့ဇင်းကိုနှစ်ချိုက်ကြပါတယ်လို့ဇင်းမဝန်းတာလို့ရဲ့မျက်ရည်များပင်လဲလာသည် စိန်ကြောင်နားလေဟန်တူသောမမေက တဲ့ရွေသေးကောင်းတဲ့စိမ်ပဲကလာပေါသေးလင်းကားတောင်းထက်မှရှိမယ်ဟိုအကဲပြက်သည်မမေးနောက်ွယ်ကြတော့မောင်ကိုရိုင်းလက်စုပ်ကိုစင်ဤလက်တကြွယ်မှာဝတ်ပေးသည်မောင်နဲ့လက်ထက်ရမယ်ကန်ထူးတို့တို့သမီးအတွက်ရွေပြီးလှုပ်ထားတာတဲ့ကြည်စမ်းတိုင်းရက်တဲ့ပကလာမိုးရွာသည်နဲ့အခန့်သစ်ဆိုတာလို့စင်လက်နဲ့အန်ကိုက်ပြန်နော်အမှန်ပြောရရင်တော့စင်းတက်တက်သားတွင်စင်ကိုတခါမျှမွေးဘူးခဲ့ပြီဝေဖို့ဝေစစ်စေးပဲမမြင်ဘူးခဲ့ ထို့ကြောင့်ပင်ဖြစ်မီညာရီတော်စင်သည်မကြာခဏနုံနိုလာသည်နမလက်စုကိုမီးအောင်တွင် မကြာခဏထောင်းထောင်းကြည့်သည်မီးအောင်တွင်လက်လာသည် အနီဝါလိမ့်မော အပြာခယံစသောရောင်ပြေးလေးများကိုကြည်မဝရှုမစုံမောင်မီးခင်ဖခင်အမတို့ကိုကျေးဇူးတင်သည်အိုးအဲ့ဒီနေ့ကစင်တသက်မှာပျော်ဆုံးပဲထင်သည် ခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်ဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်နော်။